တဲလေးမင်္ဂလာပါနော်ဒီနေ့အပြင်လေးသွားစရာရှိလို့စောစောလေး like click ခဏလောက်55မိနစ်လောက်ပြီးလွန်လိုက်တာပါလို့ဟာရီလုံနေကြလဲလို့ hello hello good morning ကိုတဲလေးနဲ့ခဏလောက်ပြောချင်လို့ပေါ့နော် ဒီနေ့တမ်းမှာဒီနေ့တမ်းမှာဇာနိရှင်တွေကိုကြည့်နေကြတဲ့လူတွေရောကိုသလေးတွေရောဘာတွေလောက်ကြလဲပေါ့နော်ဟော အောင်မြင်သူတွေလောက်တဲ့လေ့ကျင့်အဘာတွေလဲပေါ့အဲဒီနေ့အဲ့ဒါလေးကိုပြောပြချင်လို့ပါဆက်ဆက်ဟက်ပေးပေါ့နော်အမေတို့ရေလောက်လောက်တဲ့လေ့ကျင့်နေရပါပြီလေအဲဇာနီလေဇာနီရောပါရီလောက်နေလေပေါ့နော်အားအားလေးကိုရှယ်ရင်းပေးခြင်းလို့ပါ ဟိုတလိရောနေတိုင်းအာဘာတွေလောက်လဲပေါ့နော်အာတနေ့မှဆိုရင်မနက်စပင်နိုင်ထားလဲပေါ့နော်မနက်စောစောထားဆက်ဆက်အောင်မြင်သူတွေရဲ့အလေးကျင်ရတော့ပေါ့နော်မနက်စောစောထားတယ် ပြီးရင် workout လုပ်တယ်ပြီးရင်မနေ့စာစာပေါ့နော်ပြီးရင်အာစာဖတ်တာတွေလုပ်တယ်အော်ဒီနေ့စာပလန်တွေကိုရေးဆွဲကြရှာရေးဆွဲရပေါ့နော် ဟောဇနီးဒီအဲကိုစလို့ဖြစ်နေရလေးကိုပြောချင်လို့ပေါ့နော်မနက်စောစောထားလို့ရှင်ပေါ့နော်အချိန်နေပိုရတာပေါ့ကိုလုံးလို့ဖို့လीလမ်းလျှောက်တာတွေလုံးရတယ်လေ့ကျင့်ခန်းတွေလုံးလို့ရတယ်ဟောစောင်းဖတ်တာတွေလုံးလို့ရတယ်ဒီမှာ atomic habit စောက်တဲ့ဒီအချိန်ကြိယာလည်းအဲ့လိုပဲပေါ့နော်အော်သူလည်းတနေ့တနေ့ အစောထတယ်အဲ့လိုမျိုးပေါ့လက်ချင်ကန်းတွေလောက်တယ်လမ်းလျှောက်တယ်စောက်တယ်ဖတ်တယ်စောက်ဖတ်တဲ့ချိန်ညပို့ထွက်လာမယ်ပြီးတော့ရင်ခနာကိုကျမ်းမအောင်လုပ်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်တနည်းစာပလန်တွေကိုအာတခါတည်းအစီအစဉ်ဆွဲထားမယ်ပေါ့အဲ့ကနေပြီးတော့မှအဲအဲ့အတွက်ဆိုရင်မနေ့စောစောထားလိုက်တဲ့အကျိုးကျေးဇူးတွေပေါ့နော်ကိုယ့်အတွက်ချိန်ညပို့ထွက်လာတယ် ဟယ်လိုဟယ်လိုဂူမော်နင်းအားလုံးပေါ့နော်တနေ့တနေ့ပေါ့နော်ဒီတော်မစ်စာအုပ်ထည့်ကကြတော့သူကကြတော့တနေ့တနေ့1%ပါဆန်1%ပါဆန်အသေးလေးဖွဲလေးရစပြီးရောမနေ့စောစောထားကြည့်မယ်ထားကြည့်ပြီးတော့ရှင်ရင်လက်ချင်ကန်တွေလောက်ကြည့်မယ်လက်ချင်ကန်မလောက်ရှင်ဘူးဆိုလို့ရှင်လည်းလမ်းလျှောက်မယ်လမ်းလျှောက်ပြေးတာတွေရောကင်းလောက်တာတွေလောက်မယ်ပေါ့နော်ပြီးတော့လို့ရှင်ရင်စာအုပ်ဖတ်တာတွေလောက်မယ်ပေါ့နော်ပြီးတော့လို့ရှင်ရင်အော်ခဏ စားပြီးသွားလို့ရှိရင်ကိုလေးလာစရာရှိရည်တင်တန်းတက်နေရဆိုလို့ရှိရင်လည်းကိုလေးလာစရာလောက်လောက်တယ်ဆိုလို့ရှိရင်လည်းထမသွားခင်ကိုစောစောစီးစီးထားမယ်အဲ PTP protection ဟုတ်တယ် so hello where are you watching from where are you watching from good morning where are you watching from ူကပေါ့နော်တနေ့တနေ့1%ပါဆန်1%ပါဆန်လေးရနေပြီးတော့မှအသေးလေးအသေးလေးစိုင်းရနေပြီးတော့မှအဲဒီလိုပဲသူလည်းအောင်မြင်လာတယ်ပေါ့နော်ကိုသေးလေးရီရောဘာပဲလုပ်ဖြစ်ကြလဲအနည်းဆုံးပေါ့နော် YouTube ကို try နေတယ် view ကပေါ့နော်အဲ့လိုမျိုးနည်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 းအဟိုအစောပိုင်းမှာတော့ကျတော့100ကျော်အဲ့လိုမျိုးရှိရပေါ့နော် 200ကျော်300ကျော်ဆက်ဆောက်လွှင့်တာဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုးဗီဒီယိုတင်တာဆိုတော့ရှိရယ်ခုနောက်ပိုင်းမှာဆိုရင်3ယောက်4ယောက်3ယောက်4ယောက်5ယောက်အဲ့လိုမျိုးဖြစ်နေဘာကြောင့်ဖြစ်တာလဲငါ live ပုံမှန်လွှင့်ရမယ် live လွှင့်ကြည့်ရမယ်ပေါ့နော်အဲဗီဒီယိုလေးပုံမှန်တင်ကြည့်ရမယ်ဟော hashtag တွေခန္ဓာပြောင်းကြည့်ရမယ်ဘယ်လိုမျိုးဆိုရင်လူပိုများနိုင်လဲပေါ့နော်အဲ့လိုမျိုး consistency လေးပြအဲရှိရှိနေပေါ့နော်တေချာလေးလောက်လောက်ကြည့်နေပါရဲ့ပေါ့ ဒါတော့ကိုအသေးလေးရှက်ရှင်းတော့လေဘယ်သူမှတော့မအောင်မြင်ဘူးပေါ့နော်အဲ့တော့ကိုလည်းအသေးလေးကနေပြီးတော့စစနေတယ်ကိုရဲ့သေးလေးရောကြည့်နေရလူတွေရောစခဲ့ကြလဲပေါ့နော်ဇနီးကိုလည်း sharing လေးတစ်ချက်တော့ပေးကြပါလို့ဇနီးကနေပြီးတောင်းဆိုပါတယ်ပေါ့နော်အဲဒီထဲမှာဆိုလို့ရှိရင်ပဲနေပေါ့နော်သူကလည်းအသေးဖွဲလေးကနေပြီးတော့ဒီမှာစထားပါဘောနော်အဲနှိရှုပ်ကလေးကိုအရင်ဖတ်ပြမယ်ပေါ့နော်သူကအပြုတ်မှုအလေးထားအပြောင်းလဲတွေရတဲ့ အဆင့်3ဆင့်ရှိတယ်အဲ့ဒီအဆင့်3ဆင့်ကတော့တဲ့အကျိုးရလတ်ဆိုင်ရာအပြောင်းအလဲဘဲသူဘဲဝါဖြစ်ကြောင်းကိုဖော်ပြတဲ့လက္ခဏာလေးတဲ့အကျိုးကြောင့်ဆင်ခြင်နိုင်စွမ်းအကျိုးကြောင့်ဆင်ခြင်နိုင်စွမ်းဆိုင်ရာအပြောင်းလဲတို့ပဲဖြစ်ပါရဲ့တဲ့တိထတွေကိုပြောင်းလဲပေးဖို့အထူးရောက်ဆုံးသောနီလန်းကတော့တဲ့တင်ပါကိုတိုးတက်အောင်မြင်လို့ရဆိုတဲ့အပေါ်အာယုံမဆိုင်ဖဲတင်ပါဖြစ်ရှင်နေတဲ့ ဘယ်လိုလူမျိုးဖြစ်ရှင်နေဆိုတဲ့အပေါ်မှာဒါအဓိကအာယုံစိုက်ထားဖို့လိုပါရဲ့တဲ့ကိုအာကိုဘယ်လိုအောင်မြင်ခြင်းနေဆိုတဲ့အပေါ်အာယုံမစိုက်နဲ့ပေါ့နော်အဓိကကိုပါဖြစ်ရှင်နေဆိုတဲ့အပေါ်ပဲအာယုံစိုက်ပါတဲ့ Yes. Hello, where are you watching from? Ha ha. Hello, hello. nice to meet you nice to meet you where are you watching from which country တင်ကိုဘယ်သူဘဲဝါဖြစ်ကြောင်းနဲ့ခွဲခြားပေါ်ပြတဲ့လက္ခဏာအမှတ်လက္ခဏာတွေဟာတဲ့အလေးထားတွေကနေပြီးတော့ထွက်ပေါ်လာလေးရှိရဲ့တဲ့ Do you speak English? I can speak English a little bit. Yes, I can speak English. တင်ကိုတဲ့ဘယ်သူဘယ်ဝါတင်ကိုဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတဲ့ question ပေါ်ပြထားတဲ့အမှတ်လက္ခဏာတွေဟာတဲ့အလေးထားတွေကနေပြီးတော့တဲ့ထပ်ပေါ်လာလေးရှိပါတယ်ထိုအခါတဲ့တင်ရဲ့ပြုတ်မှုလှောက်ရှားမှုတိုင်းကတင်ဖြစ်လို့တဲ့လူပုဂ္ဂိုလ်တယောက်အမှန်တကယ်ဖြစ်စေဖို့အားဖြည့်ပေးပါလိမ့်မယ်တဲ့ဟောသူကပြောချင်တာပေါ့နော်အဓိကကိုက ကိုဘလို့အောင်မြင်လဲအောင်မြင်ခြင်းလဲဆိုတာကို oh night and nice to meet you nice night same to you and from မြန်မာ yeah အမှန်တကယ်ဖြစ်စေဖို့အဖြစ်ပေးပါလိမ့်မယ်တဲ့တင့်ကိုတင်အကောင်းဆုံးသောမူတွေရှမှတ်နိုင်ဖို့တဲ့ကောင်းသောအလေးထားတွေကိုသာရွေးချယ်တည်ဆောက်နိုင်ဖို့တင်းရဲ့ယုံကြည်မှုတွေကိုစင်စက်မပြတ်လိုဒလိုပြုပြင်တည်ဖြတ်ဖို့လိုပါတယ်ပေါ့နော် သူကမနေ့ကင်းဆိုလို့ရှိရင်လည်းဟိုထားလိုက်ပါတော့တနေ့တာတဲ့ပလန်မှာညတွေကနေပြီးတော့ဗောနော်မနေ့ကင်းစောစောထားမယ်၆နာရီခွဲလောက်ထားမယ်ဗောနော်အာနာရီဝက်လောက်ကိုနာရီဝက်လောက်ဖြစ်ဖြစ်ဝက်ကောက်လုပ်မယ်အဲဒါမို့လဲလမ်းလျှောက်မယ်ဗောနော်ဒါမို့လို့ရှိရင်လည်းတနာရီလောက်ထားလိုက်ဗောနော်လမ်းလျှောက်တိုင်းပိုင်ဆိုလို့ရှိရင်လမ်းလျှောက်သွားရပိုင်ဆိုတော့တနာရီလောက်ကြာရင်ကြာမှာမလို့အဲ့လိုမျိုးထားပြီးတော့လို့ရှိရင်မနေ့စာရီပိုင်ပြင်ဆင်ဗောပြီးတော့ရင်ကိုလှုပ်ဆရာဆရာကြီးလုပ်မယ်ဒါကြတော့ နဲ့အိမ်မှာနေရတဲ့လူတွေပေါ့နော်။သွားတဲ့လူတွေကြောက်လဲစောစောထားအဲ9မိနစ်10မိနစ်လောက်ကလေးဖြစ်ဖြစ်လစ်ချင်ကလေးလောက်ပြီးတော့မှရေရှိုးပေါ့နော်။ပြည်ကျမကိုလောက်ဆရာဆရာရေလောက်မယ်။အော်ဒါတနေ့တနေ့ကိုပေါ့နော်။သူက1% 1%လေးပဲအလေးချင်းလောက်သွားပြီးအောင်မြင်နိုင်တယ်ဆိုတော့သူကပြောပြထားတာပါပေါ့နော်။ Hello hello Hello, why small happy matter? လေးထားတွေနဲ့အကြောင်းအကျိုးစင်ကြင်နိုင်စွမ်းနေရှိတယ်ဆိုတာဟာတဲ့တင့်ကိုပိုကောင်းတဲ့အကျိုးရလက်တွေတက်တက်ပေးခြင်းသဘောမဆောင်ပါဘူးတဲ့တကယ်တော့အကြောင်းအကျိုးစင်ကြင်နိုင်စွမ်းဟာတင့်ကိုတင်တဲ့ပတ်သက်တဲ့ယုံကြည်မှုတွေကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်တဲ့ ာတော့တနေ့တနေ့1% 1%တိုးပြီးတော့အစီအစဉ်လေးရှပြီးတော့ပေါ့เนาะအောင်မြင်သူတွေလှုပ်လက်လှုပ်ထားရှိတဲ့ဥသာပေါ့เนาะအောင်မြင်သူတွေကမနေ့စောစောထားတယ်လေ့ကျင့်ခန်းလုပ်တယ် meditation လုပ်တယ်ပေါ့เนาะတရားထိုင်နေပြီးတော့လို့ရှိရင်တနေ့စာ plan နဲ့ရေးဆွဲတယ်ပြီးတော့ရင်စာတွေဖတ်တယ်အော်လှုပ်တွေလှုပ်တယ်ပေါ့เนาะလ ీల ဆရာဆရာလ ీల တယ်ပေါ့သူတို့အဲ့လိုမျိုးစောစောထချင်းရဲ့အကျိုးစီးသူကကိုယ့်အတွက်အချိန်နေပို့ထွက်လာတယ်ပေါ့သူအဲ့ဒါကိုပြောချင်တာပါ hello ခဏဒီနေ့ကတော့ပြင်လေးသွားမှာမလို့ခဏလေးလာလွင့်လိုက်တာပေါ့နော်ဟယ်လို hello, hello. ချမ်းသာသူတို့啊တဲ့ဝင်ွေရဖို့အလုပ်လုပ်ရှင်မဟုတ်တဲ့ဖိဖိချမ်းသာလာအောင်တဲ့အဲဘလို့လုံးရမလဲဆိုတာကျွန်တော်ကိုပြောပြနိုင်မလားတဲ့ဖေဖေကညနေပိုင်းထုတ်တဲ့င်းစာကိုအောက်တိုရှာလိုက်တယ်တဲ့နော်အာမင်းကဘာဖြစ်လို့ရှမ်းသာကျင်တာလဲသားရဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ပဲတဲ့ဂျင်မီမီမီကသူ့ရဲ့အဲကယ်ဒီလက်ကာတစ်ကြီးမောင်းလာတယ်တရင်ပတ်ကုံရဲ့အဲရဲတပတ်တွေမှာပေါ့နော်သူ့ရဲ့ငွေတောင်းရအိမ်ကိုသွားချမလို့တဲ့ ဂျင်မီကသူ့တငယ်ချင်း၃ယောက်ကိုခေါ်သွားပြီးတော့မိုက်နဲ့ကျွန်တော်ကိုတော့မခေါ်ပါဘူးကျွန်တော်တို့ကမခေါ်တာကျွန်တော်တို့ကိုငမွဲတွေမလို့ဖိဖိရဲတဲ့ဒါရှမ်းသားကျွန်တော်ပြောပြရပေါ့နော်ဒါကြတော့ဒီတဲမှာဒါကြတော့နောက်ကျမှဖတ်ပြပေးပေါ့နော်အဲဖေနူ တင်ပေးတဲ့စင်ရည်လေးနဲ့ချမ်းသာနေပေါ့နော်။ဒါဆွနာကျတော့1% atomic habit တရားဟာလေးကိုပါတနေ့တနေ့1%ပဲလောက်သွားမယ်။စိုးစီးထမယ်။ workout တွေလုပ်မယ်။စာအုပ်တွေဖတ်မယ်။တနေ့စာ plan တွေကိုရေးဆွဲမယ်။နေ့တိုင်းနေ့တိုင်းဒီလို consistency စီးနဲ့အဲနေ့တိုင်းနေ့တိုင်းဒါမှပြတ်မကွက်လောက်သွားမယ်ဆိုရင်အောင်မြင်နိုင်တယ်ပေါ့နော်။သူကတော့အဲ့လိုမျိုးတွေပြောထားတာပါ။ ငွေရှာဖို့အတွက်တဲ့ငွေရှိရမည်ဆိုသည့်အတွေ့အသည်တဲ့ငွေရေးကြီးပညာကိုမတက်ကျွမ်းသူများ၏အတွေ့ဖြစ်ပါသည်ဒီလိုပြောခြင်းသည်သူတို့မှဉာဏ်ပညာမရှိဟုပြောခြင်းမဟုတ်သူတို့သည်ငွေရှာနည်းပညာကိုမလေ့လာမသင်ယူခဲ့ခြင်းသာဖြစ်သည်တဲ့လူများစုဟာတဲ့သူတို့ကိုသူတို့ကလွဲလို့ချင်းကဘာကြီးကလူတွေအားလုံးကိုပြုပြင်ပြောင်းလဲစေခြင်းကြတာလားတဲ့ ငါပြောလိုက်မယ်တခြားလူတိုင်းကိုပြောင်းလဲအောင်လုပ်ရတာထက်ကိုကိုကိုပြောင်းလဲအောင်ပို့ပြီးတော့လွယ်ကူရပေါ့နော်သူများအောင်မလွယ်ကူဟိုသူများအောင်မပြောင်းလဲအောင်ကိုကိုတိုင်းကိုကိုတိုင်းရင်ပြောင်းလဲရမယ်ပေါ့နော်ဇနီးလည်းခုကိ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 ုပြောင်းလဲနေပါတယ်လို့ကိုကိုကိုအလေးချက်နေလုပ်နေတယ်နဲ့စောစောထားတယ်လေ့ကျင့်ခန်းမြေပုံမှန်လုပ်တယ်ပြီးတော့လို့ရှိရင်ဟိုအစီအစီကျစေတဲ့ဟာလေအော်နဲ့ပူစီနန်လားမသိပူစီနန်ရယ်ပူစီနန်ရယ် တမျှသည်ရယ်ဟောပြီးတော့လို့ရှိရင်တခွားသည်ရယ်အဲ့ဒါကိုလေအဲတစည်းပူစီနေတော့တစည်းပေါ့နော်တမျှသည်လေးရတော့တချမ်းလောက်ထက်တခွားသည်ရယ်ရေစိမ်ပြီးတော့အဲ့ဒါကိုအစာစားပြီးဖြစ်ဖြစ်အစာမစားခင်ဖြစ်ဖြစ်တောက်ပါတယ်ပေါ့နော်အခုမှစပြီးတော့တောက်ကြည့်ရနှစ်ရက်လောက်ပဲရှိသေးရယ်အစီကြအောင်လို့ပေါ့နော်ကိုเออ Danish Channel ကိုကြည့်နေရလူလေးလေအဲ့လိုမျိုးတောက်ကြည့်ပါလို့အစီတွေရှိရယ်ဆိုလို့ရှိရင်ပေါ့နော်ဇနီးရတော့အစီရှိရယ်ဒီမှာထိုင်တာများလို့ထင်တယ် စနေနေ့ကမှအလေးကျင့်လေးစလုပ်နေတာပေါ့နော်အခုမှ YouTube channel ကစပြီး try နေတာဖြစ်တဲ့အတွက် view တွေလည်းနေတာရှိတယ် view နေတာရှိရမှာပေါ့နဲကိုနေတယ် video ကပေါ့နော် video မှာဆိုရင်အခုလုံးလုံးဟိုအရင်တော့ဆိုရင် view တက်တယ်အခု view တိတ်မတက်တော့ဘူးကြည့်ပါလားဇာနေ့ video လောကြည့်လိုက်လို့ရှင်၄၅၆ရောက်တေရောအခုမှ50ကျော်လေးရောအဲ့လိုမျိုးလေးတက်လာရှိရဲဒါတွေကိုလုတ်ဖို့ဆိုရင် hashtag ဒီမှာလဲ description မှာပေါ့နော်သူ topic နဲ့ဆိုင်တဲ့ hashtag ဒီခံတတ်ဖို့လိုတယ် title တွေကလည်းအရေးကြီးရေပေါ့နော် ခေါင်းစဉ်နေလဲအေးအကြီးရယ်ဟောတခြားလူတွေရောဇနီး channel ကိုကြည့်နေတဲ့လူတွေရောဘူးများဘယ်လိုလောက်ကြလဲပေါ့နော်ဇနီးကိုလည်း sharing လေးပေးကြပါအောင်လို့ဇနီးလည်းအဲ့လိုမျိုးလိုက်ပြီးတော့အဲ့နီးလိုက်သုံးကြည့်ခြင်းနဲ့ပေါ့နော်ဇနီးကကျတော့ဟိုလိုမျိုးရှိနေရလို့မဟုတ်တဲ့အတွက်ကြည့်ပါ laptop ဟို laptop တော့ရှိရဲဒါပေမဲ့ laptop ရဲ့ပိုင်းနဲ့လွှင့်တာတော့မဟုတ်ဘူးပေါ့နော်ကိုကဖုန်းနဲ့ပဲလွှင့်တော့ခါကြတော့ဖုန်းလေးကလည်းတလုံးလေးပဲဆိုတော့ကိုဖုန်းလေးနဲ့ကိုပဲ မီးပိုင်လိုက်တနေရှိနေတာလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးလေးမရှိနေတာမရှိဘူးဒီမီးလာတဲ့အချိန်လေးကိုပဲကိုပြောချင်တဲ့ topic လေးနဲ့အတူပေါ့နော်အဲ့လိုမျိုးလေးတတိုင်းလေးပဲလွှင့်တာပေါ့တခြားလူတွေကျတော့ဒီလိုစတူဒီယိုအဲ့လိုမျိုးခန်းထဲမှာကိုခန်းထဲမှာအကုန်လုံးကိရိယာအကုန်ပြည့်စုံနေပေါ့နော်အဲ့လိုမျိုးလွှင့်ကြတာဇနီးကတော့အခုလိုဘာမှမရှိသေးတဲ့ဘဝကနေပြီးတော့စတင်နေတာဖြစ်တဲ့အတွက်ဒီဖုန်းလေးတစ်လုံးနဲ့ပဲ ော်ဗီဒီယို editing လေးလောက်တက်တလောက်လုပ်တယ်အဲပြင်ဆင်စရာရှိရလေးပြင်ဆင်နေပေါ့နော်လေးလာလိုက်တင်တဲ့တစ်ဖက်နဲ့လဲဆိုတော့ခင်ဗျာတော့တင်တဲ့ကြတော့လေဒီ editing တင်တဲ့နေတော့မဟုတ်ပါဘူးတခြားစင်းငယ်တင်တဲ့ဟိုင်းအဲတစ်ဖက်နဲ့ဆိုတော့ဒီဘက်လေဟို outside တလောက်လေး outside တယ်ပေါ့နော်နှစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော် balance ဖြစ်အောင်လဲလုပ်ရတယ်အဲ channel ကိုကြည့်နေတဲ့လူတွေက အဲဇနီးတဲ့တော်တဲ့တက်တဲ့လူတွေလည်းဖြစ်မယ်ပေါ့နော်အခုမှဆလောက်လူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဇနီးကို comment လေးရနေပြီးတော့ဘယ်လိုလုပ်တယ်ဆိုတော့ဝေဖန်ချင်ပြုတ်ပြကြဖို့ဇနီးကနေပြီးတော့တောင်းဆိုရယ်ပေါ့နော်ဇန်နီလည်းတိလို့တက်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒါတည်းလို့စူးစမ်းပြီးတော့ပဲအဲဒီလို YouTube ကို try ချင်လို့ပေါ့နော် YouTuber တယောက်ဖြစ်ချင်လို့စူးစမ်းနေတော့မှာလို့ဒါပေမဲ့ဇန်နီဘလို့ပဲနေနေဘယ်လောက်ပဲပေါ့နော်တယောက်ပဲရှိရှိနှစ်ယောက်ပဲရှိရှိ ့ကြည့်မဲ့လူမရှိလဲအဲဒီကလွှင့်နေမှာပဲစိတ်တက်တော့မကြသွားဘူးပေါ့နော်အဲကြနေရဲ့အချိန်ရှိရဲ့ဆိုရင်တောင်မှပဲဘလို့မဲ့နေအားတင်းပြီးတော့တောင်ရှောက်လမ်းမှာပါလို့ရှေ့ဆက်ပြီးတော့သူတိုင်းမဲ့သူကြည့်မဲ့လူရှိရှိမရှိရှိအဲဇန်နီကတော့စူးစမ်းနေမှာပါတချိန်ကျရင်အာသူ့နေရာနဲ့သူတော့ရလိုက်မယ်လို့ဇနီးယုံကြည်ပါရဲ့ပေါ့နော်ကိုဘက်ကစ조사နေဖို့ပဲရည်ကြီးပါတယ်ဇနီးကတော့အဲ့လိုမျိုးပဲစ조사မှာပါဇနီးရဲ့ channel လေးမှာရှိရလူရေဆိုလို့ရှိရင်လည်း ကုမဆာနေလူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုပဲတဖြည်းဖြည်းနဲ့စူးစမ်းကြည့်ပါလို့အားမငယ်ပါနဲ့အစမှာတော့ဒီလိုပဲတယောက်နှစ်ယောက်တယောက်နှစ်ယောက်အဲ့လိုမျိုးပဲရှိမှာပဲတဖြည်းတဖြည်းကိုလောက်ပါများရင်ခါကြမှာအဲလူတွေများလာမှာပေါ့နော်အဲ့လိုမျိုးပဲဖြစ်လာမှာပါလို့ ဒီ Tommy Habits ောက်ထည့်ရလို့ပဲတနေ့တနေ့1% 1%နဲ့ဒါနည်းကိုအတူတူစူးစမ်းသွားကြည့်မယ်မင်းတို့စောစောထားမယ် workout လုပ်မယ်စောင့်တီးဖက်မယ်တနေ့စာ plan နဲ့ရေးဆွဲမယ်ဘာတွေလုပ်မယ်ဆိုတာအဲ့ကနေပြီးတော့မှနေ့တိုင်းဒီနေ့တိုင်းဒီလိုမျိုးပုံစံလေးနဲ့သွားကြည့်ကြမယ်ပေါ့နော်သူတို့အောင်မြင်သူတွေတောင်မှပဲ ဒီလိုပဲတွားထားကြတာပေါ့နော်ကျမတို့ဆိုလည်းလိုမျိုးပဲတွားထားကြတယ်ဒီဆိုင်ရင်ဆရာ Tommy Habit ဆောင်း Jane Clear တို့လည်းအဲ့လိုမျိုးပဲတွားကြတယ်ပေါ့နော်သူတောင်စိတ်တက်မကြပဲ consistency ရှိရှိနဲ့ပေါ့နော်တွားနေကြတယ်ဇနီးတို့လည်းအဲ့လိုပဲစူးစမ်းကြမယ် ျွန်တော်တို့ကတဲ့တခါတလေမှာတိုးတက်အောင်မြင်မှုတွေကိုအစဉ်တိုင်းမျှော်လင့်ထားတတ်ကြပါတယ်တဲ့ပေါ့နော်အဲကျွန်တော်တို့ကတိုးတက်အောင်မြင်မှုတွေကိုနည်းနည်းကလေးပဲဖြစ်ဖြစ်လျှင်မြန်စွာဖြစ်ပေါ်လာဖို့မျှော်လင့်ချက်တွေထားတတ်ကြပါတယ်လက်တွေ့ဘဝမှာတော့ကျွန်တော်တို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းအထောက်နိုင်စမ်းတွေကတခါတည်းရဲ့နှောင့်နှေးတတ်ကြပါရဲ့ပေါ့နော်ရှက်ရှင်းဖြစ်မလာဘူးဆိုတာကိုသူကပြောပြတာပါလို့နော်ဒါတွေကိုစုပါများစုပါများဇာတိတို့ရေနေတိုင်းလောက်ပါများလောက်ပါများကကြားမှာ ဒါပေါ့နော်အောင်မြင်လာမှာရှက်ရှင်းဝုံတိုင်းခွန်ရော့ငါရှမ်းသာခြင်းနဲ့အဲ့လိုမျိုးရတော့ဘယ်သူမှအောင်မြင်မှာမဟုတ်ပါဘူးသူတို့ရှမ်းသာတဲ့လူတိုင်းလည်းဟိုအောင်ရှေ့ကနေပြီးတော့စားခဲ့ကြရလူကြီးပဲဇနီးကိုလည်းစိတ်ဓာတ်မကျပဲနဲ့အတူတူစားကြမယ်ပေါ့နော်ဒါကြောင့်လေတဲ့အဲကျွန်ုပ်တို့ရဲ့စူးစမ်းအားထုတ်မှုတွေကလားတွေနှစ်တွေကြာတဲ့အထိအောင်မြင်မှုရအောင်အကောင့်တွေမပေါ်နိုင်သေးတာတွေ့ရပါတယ်တဲ့ ျွန်တော်အဲကျွန်တော်တို့အနေနဲ့တဲ့ကာလများစွာကြာတဲ့အတိုင်းနဲ့အောင်မြင်မှုမရသေးတော့လဲရှေ့မှာလောက်ကင်ဆောင်ရွက်ခဲ့တဲ့အလုပ်တွေစ조사အားထုတ်မှုတွေနဲ့အဲစ조사အားထုတ်မှုတွေရဲ့တန်ဖိုးကတော့တဲ့နားလည်ထားဖို့လိုပါတယ်ကျွန်တော်တို့조사အားထုတ်ခဲ့သမျှအပေါ်မှာစိတ်တိုင်းမကြတာအလိုအမလိုအမရတွေရှိနေမယ်ဆိုလို့ရှိရင်ပေါ့နော်အောင်မြင်မှုကအောင်မြင်မှုမရခင်တဲ့ဂျာကာလာဟာစိတ်ပြက်စရာတွေနဲ့ပြည့်နေနေတဲ့တောင်ကြားကြိုင်ဝမ်းတစ်ခုတပွဲဖြစ်နေပါလိမ့်မယ်ပေါ့နော် ကိုယ့်ရဲ့ကြိုးစားအထောက်မှုပေါ့နော်စိတ်တိုင်းမကြောက်ဘူးဆိုလို့ရှိရင်ပေါ့ကိုယ့်ရဲ့စိတ်တိုင်းအဲကိုယ့်ရဲ့ကြိုးစားအထောက်မှုတွေကိုစိတ်တိုင်းမကြောက်ဘူးဆိုလို့ရှိရင်ဂျားထဲမှာကျွန်တော်ဂျားထဲမှာတင်ပေါ့နော်ဟိုတော်ဥပမာပေးထားတာတောင်ကြားကြိုက်ဝိုင်းတစ်ခုတစ်ပွဲစိတ်ပြက်စရာကြီးဖြစ်သွားပါလိမ့်မယ်ပေါ့သူကတော့အဲ့လိုမျိုးပြောထားတာပါလို့အဲအကျိုးရလက်ကောင်းနေရစေမဲ့အတွေ့အကြုံလုံးဝမပါရှိပဲအဲယတရပပေါင်းများစွာလပေါင်းများစွာစူးစမ်းအထောက်ရတာကြောင့် စိတ်ဓာတ်ကျတဲ့ခံစားမှုတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ရှိကောင်းရှိနိုင်တယ်မဟုတ်စိတ်ဓာတ်ကျတဲ့ခါကြီးလည်းရှိမှာပဲသို့တော့တင်ကအောင်မြင်မှုမရသေးခင်ရှေ့ပိုင်းမှာတောက်လျှောက်စူးစားအားထုတ်ခဲ့သမျှဟာပေါ့နော်အလုပ်တွေအင်အားတွေကြီးမားတဲ့အောင်မြင်မှုတွေဖြစ်စေဖို့အစွမ်းတက်တိနည်းနည်းစီဖြင့်အစွမ်းတက်တိနည်းနည်းစီဖြင့်ပေါ့နော်တနေ့ကိုတနေ့ကိုနည်း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 နဲ့စုဆောင်းကြမယ်လို့ပြောချင်တာပါလို့ တကယ်တော့တဲ့ကြီးမားတဲ့ကိစ္စအဲဒီတော့မကြခင်မှာတဲ့အဲတင်းအရင်ကစ조사အထောက်ခဲ့တဲ့အလုပ်တွေဟာအင်အားကြီးမားခဲ့တဲ့အောင်မြင်မှုကိုဖြစ်စေဖို့အစွမ်းတက်တည်နေနေစီဖြင့်အစပြိုးအင်အားစုဆောင်းနေခြင်းသာဖြစ်ပါတယ်ဒီတော့မကြခင်မှာပဲပြီးခဲ့တဲ့조사အထောက်မှုတွေရဲ့ပြေဝတဲ့တန်ဖိုးကြီးတွေကကြီးမားတဲ့တိုးတက်အောင်မြင်မှုတွေကိုထောက်ဖို့အာထောက်ဖို့ပြသတော့မှာဖြစ်ပါတယ်ပေါ့နော် ကိုတနေ့တနေ့စူးစမ်းလာတော့နှစ်ကုန်ကန်ကြီးရဆိုဘလို့ပဲနေနေဒါအောင်မြင်မှုတခုတော့ရကန်နေပြီဒီလိုနဲ့ပဲအားတက်မယ်စူးစမ်းမယ်ခြေကိုစမယ်ဒီလိုပါနော်ဒီလိုလုပ်မယ်ဒီလိုလုပ်မယ်နော်ဒါမျိုးအားတင်ထားမယ်ဒီလိုမျိုးလုပ်မယ်ဒီလိုမျိုးလုပ်မယ်နော် Tiếp lưu miệng đi bọ. Tiếp lưu. Lưu. Khi. Ừm. Hello, hello. How are you today? hello hello start your daily life when where are you watching from hello ဒီ domain have စာအုပ်ထဲမှာလည်းနောက်ထပ်အများကြီးအလေးချင်ကောင်းတွေပေါ့နော်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့အလေးချင်ကောင်းတွေအများကြီးပါတယ်အဲ့ဒီအတွက်ဇနီးအာဗီဒီယိုနဲ့တကွာတင်ပေးမယ်ပေါ့နော်အများကြီး psychology of manager တော့လဲ အရောင်ရဆောင်ဆောက်ဒီမှာပါတယ်ပေါ့နော်သူရဲ့ဒီတရားစာတွေကတော့အရင်စိတ်ဝင်စားစရာကောင်းတယ်ဆိုက်ကိုလော်ဂျီရောမှန်နေဒီတရားလေးဖတ်ပြမယ်ငွေရှာနီးစိတ်ပညာတဲ့ကြွယ်ဝရှမ်းသာခြင်းကြော်စောခြင်းပျော်ရွှင်ခြင်းတို့အတွက်နိုင်မဲ့သင်ခန်းစာတဲ့လွတ်လပ်ခြင်းဟာပန်းတိုင်းမဲ့အကောင်းဆုံးပန်းတိုင်းရေးပန်းတိုင်းဆိုတာလွတ်လပ်ခြင်းမှာတဲ့ ကိုပိုင်အရှိန်ကိုလိုဒလိုထိန်းချုပ်နိုင်တာဟာငွေကပေးတဲ့အမြင့်မားဆုံးသောအကျိုးမြတ်ပါတဲ့။ကောင်းကောင်းအိပ်ပျော်ဖို့ဘာတွေလုံးမလဲကောင်းကောင်းအိပ်ပျော်ဖို့ပြည့်ကြည့်ကြပါအောင်။ဖွဲ့တယ်လေးရောကောင်းကောင်းအိပ်ပျော်ဖို့ဘလို့လုပ်ကြလဲ။နီး channel ကြည့်နေရလူတွေရောကောင်းကောင်းအိပ်ပျော်ဖို့ဘလို့လုပ်ကြလဲ။မနေ့အိယာနိုးတာနဲ့တဲ့ဒီထည့်ရပြောထားတော့ပေါ့နော်။မနေ့အိယာနိုးတာနဲ့ဒီနေ့ငါလှုပ်ရှင်တာလှုပ်နိုင်တယ်လို့ ြောနိုင်တာဟာအမြင့်ဆုံးသောကျော်ဝရှမ်းသာမှုပါပဲတဲ့ညာအိတ်ပြောခြင်းရင်ဝေကိုတေရှာစီမံခန့်ခွဲပါ အမျက်များများရဖို့ရည်ရွယ်ခြင်းနဲ့ဝင်ငွေရတဲ့တစိ့တပိုင်းကိုစုဆောင်းထားခြင်းဟာမတူဘူးဆိုတာသိထားပါတဲ့ပိုကောင်းတဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုဘယ်လိုရှာမှန်မလဲအဲ့ပေါ်နော် ဒါတွေကိုကျတော့နောက်ရက်ကျလို့ရှိရင်အဲ့ကောင်းစင်တဲ့တူစံကိုဖတ်ပြပေးမယ်နော်အဲ့ဒါတွေကို share link လုပ်ပေးပါမယ်ပူကောင်းတဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုဘယ်လိုရှာမှတ်မလဲပေါ့နော်တန်ဒီဒီနေ့ကောဒီလောက်နဲ့ပဲနှုတ်ဆက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် Hello. Thank you.